အလုံးမဲ့မင်္ဂလာပါဒီဗီဒီယိုမှာတော့ဗောနော်စင်ကူမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ဒီကြောက်ဆောင်ကြီးနေရာကိုမသွားတဲ့သူတွေအတွက်ဗောနော်ခရီးဒီနေ့သွားပြတဲ့အတွက်ဘလော်လေးရိုက်လာပေးတယ်ဗောနော်ဒီနေရာလေးကသွားရတာလည်းလွယ်တယ်ပြီးလို့ရှိရင်ရှုကင်းလေးကလည်းကောင်းတယ်ဗောနော်အဲတချို့ဆိုလို့ရှိရင်တော့ဒီကြောက်ဆောင်ကြီးကိုနောက်ခံထားပြီးတော့မှတက်ပုံလေးတွေရိုက်ကြတယ်ဗောနော်ဒါကတော့ကျွန်တော်ရိုက်ထားတဲ့ပုံလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်ပုံလေးလည်းကြွားရင်ဗောနော် ီနေရာကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးပုံလေးတွေတိုက်ကြတယ်တချို့ဆိုရင်တော်လေးတွေတိုက်ကြတယ်ပေါ့နော်ဘလို့သွားမလဲဆိုလို့ရှိရင် Bukit Gombak MRT ကိုသွားမှာဖြစ်ပါတယ်ဒီ MRT ကတော့အနီရောင်လိုင်းမှာရှိပါတယ်နော်အစီတရောကသွားမယ်ဆိုလို့ရှိရင်လည်းအနီရောင်လိုင်းကိုစီးသွားလို့ရှိရင်တိတ်ပြီးတော့မှမဝေးဘူးပေါ့နော် Bukit Gombak MRT ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဘယ်ကိုသွားရမလဲဆိုတော့ exit B ဘက်ကိုချိုးရမှာဖြစ်ပါတယ် ဲဒါကတော့ကျွန်တော်ဝိုင်းပြထားတဲ့ MRD Mac လေးမှာပေါ့နော်ဒီမှာ Pocket Compass ဆိုတာလေးရှိရပါတော့အဲ့ဒီကိုရောက်ပြီဆိုတာနဲ့ A7B ကနေထွက်ပြီးလို့ရှိရင်နည်းနည်းအဲ့ဒီလမ်းလျှောက်လိုက်လို့ရှိရင်ဘယ်ဘက်ကိုချိုးလိုက်ရင်ဒီလိုမျိုးတံတားလေးလှမ်းပြီးတော့မှမြင်ရလိမ့်မှာပေါ့နော်အဲ့ဒီတံတားအတိုင်းအပေါ်ကိုတက်သွားလိုက်တာနဲ့မကြခင်မှာရောက်တော့မှာပေါ့နော်ဒီအပေါ်ကိုရောက်ပြီဆိုတာနဲ့ညာဘက်ကိုချိုးလိုက်လို့ရှိရင်ဒီလိုမျိုးသွားရမယ့်လမ်းရှိလိမ့်မှာပေါ့နော် အဲ့ဒီလမ်းကိုရွှေ့ရတယ်ညာဘက်ကိုတက်တက်သွားပြီဆိုတာနဲ့စောစောကကြောက်ဆောင်ကြီးနဲ့ရေကန်ကိုလှမ်းပြီးတော့มาတွေ့ပါလိမ့်မယ်စန်းဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာတွေအများစုအဲ့မှာထိုင်ကြရတယ်ပေါ့နော်အဲ့ဒီလိုမျိုးကြောက်ဆောင်ကြီးနေရာကိုတွေ့ပြီဆိုလို့ရှိရင်တော့ဓားပုံလေးတွေတားလေးတွေရိုက်လို့ရတယ်ပေါ့နော်အဲစီရီရောသွားမဲ့ဆက်ဒီနေရာကြီးလည်းနည်းလေးတားရတယ်ပေါ့နော်ကျေးဇူးပါ